မင်္ဂလာပါအန်မီရိကအစီအစဉ်လေးကနေပြီးတော့ကြိုဆိုလိုက်ပါရစ်ဒီနေ့မှာတော့ Soul Light ကြာရဲ့ Advice နဲ့ကိုကြည့်ရှုသွားမှာပဲဖြစ်ပါရစ် Water Out Light ကြောင့်ကောင်းလေးတယောက်က Leo Phone ရဲ့လက်ရှိခြေနေကိုကြည့်ပြီးသူတို့အားလုံးကသူ့ကိုတီးခွင့်ရတာကံကောင်းခြင်းဖြစ်တယ်လို့ပြောပါရစ်ဘာကြောင့်လဲဆိုတော့ Leo Phone ကတကမ္ဘာလုံးမှာအစွမ်းထက်ဆုံးလူတွေကတယောက်ဖြစ်နေလို့ပါပဲဒီအချိန်မှာပဲ Fire Hammer တင်ရဲ့ Gabriel ကသူ့လူတွေကိုလမောင်းလိုက်ပြိုင်ပွဲမှာအနိုင်ရရှိပြီးပျော်ရွှင်စွာအော်ဟစ်နေပါရစ်ဘသူလာအောင်မလဲလို့မေးလိုက်တဲ့အခါမှာတော့ Changi ကအလဲကျဖို့တောင်းဆိုရင်းပေါ်လာပါရစ်သူတို့အားလုံးအားအသင့်သွားကြတာကတော့ Changi ရဲ့လမောင်းကလုံးဝပြန်လဲဖြစ်တည်လာတာကိုမြင်လိုက်ရလို့ပါပဲ ်သူကကဗရင်ကိုလမောင်းလဲမှာအနိုင်ရလိုက်ပြီးသူ့ရဲ့လမောင်းအသင်းနဲ့လီယိုဖုန်းကိုလမထံပြလိုက်ပါတယ်ဒီလမောင်းကိုလီယိုဖုန်းကသူဝင်ထားတဲ့ဒုတိယမြောက်ဝါတာအော့လိုင်းနဲ့ပြန်ပေါက်လာအောင်လုပ်ပေးခဲ့တာပါဒါနဲ့ DFI လေးရာ YouTube Street လေးတွေတချို့ရှိနေတဲ့အတွက်တချို့အပိုင်းလေးတွေကိုဖျက်ချထားပါတယ်လီယိုဖုန်းကသူ့ရဲ့ Telegram ကိုတိုးတက်စေဖို့ Spring Master Scroll ရဲ့အစ်စ်တွေကိုတဆင်ချင်းလိုက်လံသွားရင်တရားထိုင်ပါတယ်သူကသူ့ရဲ့ Golden Suppress Scanner နဲ့လည်းလေ့ကျင့်နေပေမဲ့လီယောင်ကိုဖမ်းဖို့အတွက်လုံလောက်တဲ့အစ်စ်မရောက်သေးဘူးလို့ဆုံးဖြတ်လိုက်ပါတယ် အကြောင်းကြားတာကိုရောက်လာတာနဲ့သူကအောက်တက်ကိုအမြန်ပြေးစင်းပြီးခဏနေပြန်လာမယ်လို့မိသားစုကိုပြောပါရီသူအမေက mass making program မှာအစီအစဉ်သွင်းမှုပြောပေးမယ်သူကပြည့်ပြည့်စုံစုံညင်းဆိုလာပြီးအပြင်ကိုအမြန်ထွက်သွားပါရီအစွမ်းတဲ့သူဖြစ်နေပေမဲ့သူကရည်ရွယ်ကောင်းလောက်အောင်စိတ်လှုပ်ရှားနေပြီးနာယီကိုကြည့်နေပါရီသူစောင့်နေတဲ့ဗူဒာယုံကနေကျူးချင်းကဖြစ်ဖြစ်ချင်းထွက်လာပါရီသူမကသူ့ကိုမြင်လိုက်ရတော့ဝမ်းသာအားရအံ့ဩသွားပြီးသူမပဲချိန်ရောက်မယ်ဆိုတာဘလို့သိတာလဲလို့မေးပါရီလေယောဖုန်းကသူ့ရဲ့ညီကပြောပြတယ်လို့ပြန်ဖြစ်ပါရီစိန်ခံကလေးသိဆိုင်လာပြီးအဆောင်တွေကလမ်းသားလမ်းလာတွေကိုဖယ်ရှားလိုက်ပါရီဒီခါမှာတော့ခန်းနာတဲ့ပုံစံရှိတဲ့ကောင်းလေးတယောက်ဆင်းလာပြီးပန် သိင်းနဲ့အတူကျူးချင်းကိုနှုတ်ဆက်ပါရီသူကလီယိုဖုန်းကိုသူမရဲ့ရေမောင်းလာလို့မေးတဲ့အခါမှာတော့ကျူးချင်းကမဟုတ်ဘူးလို့ပြန်ပြစ်ပါရီ လီယိုဖုန်းကနှုတ်ဆက်ဖို့လက်ဆက်နိုင်ပြီးသူ့ကိုယ်သူမိတ်ဆက်ပါရီကောင်လေးကတော့လီယိုဖုန်းကသူ့ကိုယ်ပြပြဘူးလေကျူရှင်းရဲ့တငယ်ချင်းဟာဖြစ်ပြီးစာမွေးရဲမှာစာချုပ်ခဲ့တဲ့သူလို့ပြောပါရီကျူရှင်းကမျက်ဆောင်ထိုးပေးမယ်လီယိုဖုန်းကတော့သူ့ကိုတတောင်းတတာပဲကြည်နေပါရီသူဟာကျူရှင်းကိုအိမ်ပြန်လိုက်ဖို့ဖို့ရောက်လာတာပါလို့စွန်းချောင်လို့အမိရတဲ့ကောင်လေးကိုအတီးပေးလိုက်ပါရီစံချောင်းကတော့သူလည်းသူမကိုအိမ်လိုက်ဖို့ဖို့ရောက်လာတာပါလို့ပြောပြီးထိုင်ကုန်နှလုံးထဲပါတဲ့ဒေါ်လာ၁၀သန်းနဲ့စပေါ်ကားတစ်စီးကိုစင်ကိုလိုက်ပါရီအဲဒီခါမှာပဲကျူကုန်းကသူတို့ရဲ့အနာကရောက်ဖလာအောင်ဖြစ်လာမယ်စံချောင်းစီကိုပြန်ကြွတာပေးလာပါရီစံချောင်းကပွေးဖက်ဖို့လက်ဆက်နိုင်ပေမဲ့ ျူးကုံကသူ့ကိုကြော်ပြီးလီယော်ဖုန်းတွေပြီးသွားပါရီကျူးကုံကလီယော်ဖုန်းရဲ့အစ်စ်မှန်ဘသူဖြစ်ကြောင်းရှင်းပြလိုက်ပါရီလီယော်ဖုန်းက high level ဝါကော့ဖြစ်ပြီး physics city ရဲ့အသက်ငယ်ဆုံး inspector လည်းဖြစ်ပါရီလီယော်ဖုန်းရဲ့ကြီးမားတဲ့ကုမ္ပဏီအောက်မှာစမ်းချောင်းကလည်းလဲကျသွားပါရီကျူးကုံကလီယော်ဖုန်းကိုသူ့ကားပေါ်မှာလဲလို့မေးတဲ့အခါမှာတော့စမ်းချောင်းကခဏတာသူ့ပြိုင်ဘက်တက်သားတယ်လို့ထင်လိုက်မိပါရီအဲ့ဒီအခါမှာပဲလီယော်ဖုန်းက number 1လို့အော်ခေါ်လိုက်ပါရီလီယော်ဖုန်းရဲ့ချက်လျင်ကကောင်းကင်ပေါ်ပေါ်လာပြီးသူ့ကိုကြီးကပြုံးလိုက်ပြီးလင်းပေါ်မှာလဲထိုင်ကုန်တဲ့ကုံပဲပါတယ်လို့ပြောလိုက်ပါရီကျူးကုံတရားအားအသင့်သွားပါရီသူ့မိသားစုရဲ့ပိုင်းနာမှုအားလုံးကိုပေါင်းလိုက်ရင်တော့ဒီအစင်ချက်လျင်တစ်စီကို တက်နိုင်မှုဆိုတာသူသဘောပေါက်သွားပါပြီ။အဲဒီနောက်မှာတော့သူဟာစမ်းချောင်းကိုကျူးရှင်းကိုလက်လွတ်ဖို့အကြံပေးလိုက်ပါပြီ။ဘာလို့လဲဆိုတော့အခြေအနေတကယ်ဆိုးရွားလာရင်သူ့ရဲ့ဝါကော့အဖေဘီလင်ရဲ့လီယိုဖုန်းကိုကာကွယ်ပေးနိုင်မှာမဟုတ်လို့ပါပဲ။လီယိုဖုန်းနဲ့ကျူးရှင်းတို့ဟာသူတို့ရဲ့ပုံမှန်တွေ့ဆုံနေရဖြစ်တဲ့မျိုးရိုးဘက်ကိုသွားရောက်ကြပြီးလီယိုဖုန်းဘလောက်ဒီအောင်မြင်လာရောက်စကားပြောရင်အတိတ်ကိုပြန်အမှတ်ရနေရပါပြီ။အဲဒီနောက်မှာတော့သူကသူမကိုဂျက်လီရင်နဲ့ချိန်တွဲဖို့ဖိတ်ခေါ်ပါပြီ။ဂျက်လီရဲ့အမိုးကိုဖွင့်ထားတာမို့သူမကပဝင်းချင်းအလင်းရောက်မရှိဘဲဂျက်ရီကိုမြင်နိုင်မှာပါ။သူကနံပါတ်1ကိုအမိန်ပေးလိုက်တဲ့အခါမှာတော့သူတို့ရဲ့အမတ်ရဲ့ဓာတ်ပုံအားလုံးကလေထဲမှာပြန်ဝင်ပေါ်လာပါပြီ။သူကညာ သာစားပွဲကိုလည်းဖွင့်ပြလိုက်ပါတယ်။ညသာကတော့ဘာကနှလုံးဖြစ်ပြီးလီယောဖုန်းသူ့ရဲ့ခီးသတ်ချင်းတော့ကမျိုးဘော့ကနေကျူးချင်းပြစ်ချခဲ့ဘူးတဲ့စက်ကုလင်းပုံစံမျိုးနဲ့ပါပဲ။သူကအဲ့ဒါဟာသူ့ရဲ့အမှတ်တရတွေအားလုံးနဲ့ညသာစားပွဲဖြစ်ပါတယ်လို့ပြောပြပါတယ်။သူမကစက်ကုလင်းကိုကောက်ယူလိုက်ပြီးသူကသူမရဲ့လက်တွေကိုကိုင်လိုက်ပါတယ်။သူကကဘာကြီးကိုကောက်ခဲ့ဖို့သူ့ရဲ့အိမ်မက်တွေဟာသူမနဲ့စတင်ခဲ့တာပါလို့ပြောပါတယ်။စက်ကုလင်းလိုပဲဘဲကိုပဲရောက်ရောက်ဘသူကပြစ်လို့ခဲ့ရဲဆိုတာကိုသူအမေတရီရနေမှာပါလို့ပြောပါတယ်။သူကသူမကိုတရားဝင်သူ့ရဲ့ရည်သားဖြစ်ပေဖို့မေတ္တာရက်ခံပါတယ်။သူမကသူဒီလိုမျိုးချစ်တယ်လို့ဝန်ခံလာလိမ့်မယ်လို့မထင်ခဲ့ဘူးလို့ပြောတဲ့အခါသူက သူမအနေဖြစ်မှာကိုစိုးရင်ခဲ့ရလို့ပါလို့ပြဖြစ်ပါရယ်သူအင်အားမကြီးသေးတဲ့အတွက်စိုးရင်ခဲ့တာဖြစ်ပြီးအခုတော့ဒီအခြေအနေကိုရောက်နေပြီမို့သူချေရတဲ့သူအားလုံးကိုကာကွယ်ပေးနိုင်ပြီလို့ထင်ပါတယ်လို့ပြောပါရယ်ပန်ပွင့်ဘက်တွေနဲ့ holographic နှလုံးသားတွေသူတို့ဘက်လည်းမှာလေဘက်နေချိန်မှာတော့သူတို့နှစ်ဦးပွေးဖက်နှမ်းချုံလိုက်ကြပါရယ်ဒီအချိန်မှာပဲမိတောင်းနေတဲ့ရာဝတ္ထုတကူကသမုတ်တရားတွေကိုပြကြသွားပါရယ်စစ်ဘက်ဆိုင်ရာအာယုံကကိရိယာတွေကမိတောင်းပြကြတဲ့နေရာနာမှာသမုတ်တရားရဲ့အနောက်ဘက်မှာဘလူးအမြောက်များစုဝေးနေရောင်ညွှန်ပြနေပါရယ်လီယိုဖုန်းကသူ့ရဲ့ separate power ကိုလေ့ကျင့်ပြီးသူ့ရဲ့ခွန်အားကိုစမ်းသပ်နေပါရယ်သူတို့တက်မှုအတွက်ပြောရှင်းနေချိန်မှာအေရီးယားမှာရှိတဲ့ ဲ့စစ်တပ်ရဲ့တပ်မှုကသူ့ကိုတွေ့တယ်မဆောင်နေကြောင်းအကြောင်းကြားခံရပါတယ်။သူနဲ့တွေ့ဆုံတဲ့သူကတော့ဗိုလ်ချုပ်တဦးပါ။ဗိုလ်ချုပ်ကသူဟာလီယိုဖုန်းကိုအင်စပါတာလို့မခေါ်သလိုသူ့ကိုလည်း General လို့ခေါ်သေးခြင်းသိမရှိဘူးလို့ပြောပါတယ်။သူကလီယိုဖုန်းကိုရိုးရိုးလီယိုဖုန်းလို့ပဲခေါ်မှာဖြစ်ပြီးလီယိုဖုန်းကတော့သူ့ကို Brother Lee လို့ခေါ်ဖို့ပြောပါတယ်။ Brother Lee က Fairway Blue အုပ်စုတွေကမျိုးတစ်မျိုးကိုတိုက်ခိုက်ပြီးကာကွယ်ရေးကိုဖျက်ဆီးခြင်းဟာအစဉ်သုံးသိမ်းရှိကြောင်းရှင်းပြပါတယ်။ Red Hawk လို့ခေါ်တဲ့ကြောအုပ်စုနဲ့ Hydra ကထိမ့်ရောက်တာတဲ့အုပ်စု Tier 3နဲ့ Tier 2တွေဖြစ်ပါတယ်။လီယိုဖုန်းက Tier 1ကိုဘယ်တော့မှမကြုံတွေ့ပါသေးနဲ့လို့ဆူတောင်းလိုက်ပါတယ်။ Brother ားလီကရေတဲ့ကဘလူးတွေကကုန်းဘော့ကဘလူးတွေတဲ့အများကြီးပိုဆိုးကြောင်းဘာကြောင့်လဲဆိုတော့သူတို့ကပုံမြန်မြန်မျိုးပါနိုင်ပြီးလေသာတွေကလည်းရေအောက်မှာသူတို့ကိုမတိခိုက်နိုင်လို့ပါပဲလီယော်ဖုန်းကတောင်ပိုင်းတိုက်ကြီးမှာရေဘလူးတွေနဲ့တိုက်ခိုက်ခဲ့ရပုံဘလောက်ခက်ခဲကြောင်းပြန်သတိရမိပါတယ်ဘရာသားလီကစုဝေးနေတဲ့ပင်လယ်ဘလူးအုပ်စုအကြောင်းလီယော်ဖုန်းကိုပြောပြပြီးသူတို့ကိုကောင်းနေဖို့အကူအညီတောင်းပါတယ်လီယော်ဖုန်းကသဘောတူတဲ့ကဘရာသားလီကသူ့ကိုမေဂျာဂျန်နရယ်ယာတို့ပေးရပါတယ်ဒါပေမဲ့လီယော်ဖုန်းကသူမထိုက်တန်သေးဘူးလို့ပြောပြီးငင်းဆို့ဖို့ကြိုးစားပါတယ်ဘရာသားလီကတော့ဟိုက်ဒရာတိုက်ခိုက်မှုအတွင်းသူ့ရဲ့သူရဲ့ကောင်းဆန်တဲ့လုပ်ရက်တွေသူရဲ့ကောင်းဆန်တဲ့လုပ်ရက်တွေကအသက်ပေါင်း ောင်းများစွာနဲ့ပြည်စည်းဥဒ္ဒါတွေကိုကယ်တင်ခဲ့တာပါလို့ပြောပါရယ်ဒီရောဖုန်းကအဲ့ဒီအခမ်းကဏ္ဍကိုလက်ခံလိုက်ပြီးစစ်တပ်ကသူ့ကိုလိုအပ်ရင်အချိန်မေးခေါ်ယူနိုင်ပါတယ်လို့ပြောပါရယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ကကျူးရှင်းကလီယောဖုန်းနဲ့ဗီဒီယိုကောပြောနေတာကိုမြင်တွေ့ရပါတယ်ဘယ်ဝိသုံကိုခန္ဓာဝဲအတွက်ဝေးရမလဲဆိုတာဆွေးနွေးနေတာပါသူမနောက်ထပ်ဝိသုံတစ်ခုကိုစံဝဲဖို့ထပ်သွားတဲ့အခါမှာတော့သူ့ရဲ့ AI ကသူ့ကိုရှေးအောင်ရင်ကျင်းဖို့အပျက်စီးများရှိတဲ့နေရာကိုသွားရောက်မယ်ခေးစဉ်နီလာပြီးဖြစ်ကြောင်းသတိပေးပါရယ် Black God Armor ရရှိဖို့အတွက်စီကံ၃ချက်ကိုကြော်ဖြတ်ရပါမယ်ဒီချိန်ထဲသာစံသန်းခွင့်ရှိပြီးစံသန်းမှုအတွင်း Black God Armor ကိုဝိသုံခွင့်မရှိပါဘူးကျူးရှင်းကဝိသုံအသစ်ကိုပြလိုက်တဲ့အခါသူစ ိတ်ပြန့်လွင့်နေတာကိုချက်ချင်းသိလိုက်ပါရီ ။သူမကကိုကိုဖီအားတွေအများကြီးမပေးဖို့တတိပေးပါရီ။ဗီဒီယိုကအပြီးမှာတော့သူမကသူတို့နှစ်ဦးရဲ့တပုံကိုဝန်ထဲတဲ့မျက်လုံးနဲ့ငဲကြည့်နေပါရီ။အခမ်းအနားပွဲကြီးမှာတော့ brother လီကဦးဆောင်ပြီးရောက်လာပါရီ။သူနောက်မှာကျူးမိသားသူကျူးချင်းနဲ့သူမရဲ့မိသားစုအကြီးအကဲဖြစ်တဲ့အဖိုးတို့ပါဝင်ပါရီ။ကျူးချင်းဝင်လာတဲ့အခါမှာတော့လူတိုင်းကသူမရဲ့အလှကိုသဘောကျနေကြပါရီ။သူမရဲ့အဖိုးကသူမကိုလီယိုဖုန်းရဲ့ပြိုင်ပွဲ Marshall Academy ရဲ့အကြီးအကဲနဲ့မိတ်ဆက်ပေးနေပါရီ။သူကကျူးချင်းနဲ့အဖိုးကိုစကားပြောနေတော့မှပဲစစ်သားတွေကခန်းထဲဝင်လာပြီးလီယိုဖုန်းကိုစေဝိဆောင်ခန္ဓာဝိဆောင်နဲ့လိုက်ပါလာတဲ့အတွက်လီယိုဖုန်းကိုကာရာပြလိုက်တဲ့အခါလူတိုင်းအကြီးတွေကလှည့်သွားပါရ ယ်။ပြိုင်မက်မာရှက်ကလပ်ရဲ့တားဖြစ်သူဟာလီယော်ဖုန်းညလာတာကြောင့်သူ့ကိုအခန်းထဲကလူတိုင်းလေးလို့ရှိတာတော့မြင်ပြီးတိတိတတ်တာကိုမနာလို့ဖြစ်နေပါတယ်။လီယော်ဖုန်းကိုအဲ့ဒီနောက်မှာ God of Water ပို့တဲ့လူတယောက်နဲ့မိတ်ဆက်ပေးပါတယ်။သူကဒီလိုကိုစကားမပြောရသေးခင်မှာပဲနောက်တရဝင်လာပါတယ်။သူကတော့ပြိုင်မက်မာရှက်ကလပ်ရဲ့အကြီးအကဲလေးမန်းပါပဲ။လီယော်ဖုန်းရဲ့လူတွေကလေးမန်းရောက်လာတာကိုမကျေမနပ်ဖြစ်နေပေမဲ့ Brother League ကလီယော်ဖုန်းဘယ်လိုကောင်းတယ်မလဲဆိုတာကိုစောင့်ကြည့်ဖို့ပြောပါတယ်။လီယော်ဖုန်းက God of Water ပို့တဲ့ရှောင်းလုံလိုအမိရတဲ့လူကြီးကိုကျေးဇူးတိတတ်တာမိတ်ဆက်ပါတယ်။ဒီအချိန်မှာပဲ Tier 1 Blue Line တစ်ခုတိုက်ခိုက်နေပြီဖြစ်တဲ့အကြောင်းကို Brother League ကို ံးခေါ်သူမျိုးရောက်လာပါတယ်။ခန္ဓာဝဲမှာရှိနေကြတဲ့အစိမ်းမြင့်စစ်တော်တွေဟာဘရာသာလီစီကနေတာဝန်တွေကိုစတင်လက်ခံရရှိကြပါတယ်။တချို့ကတော့ဒေတာကန်ကာကွယ်ရေးကိုကူညီဖို့နေခိုင်ပြီးလီယိုဖုန်းနဲ့လေးမန်းတို့နဲ့ဥကလုံးကိုတော့ဘလူးလိုင်းကိုတိုက်ရိုက်တိုက်ခိုက်ဖို့တာဝန်ပေးပါတယ်။မြို့တော်မှာဗျမ်းမာဖြစ်သွားပြီးလူတွေကြားမှာတော့ကြောက်ရွံ့မှုတွေဖုံးလွှမ်းသွားပါတယ်။စစ်တီတော်တွေကတန်ကြားဝဲဆောင်ဝဲဆင်ပြီးတိုက်ပွဲအထက်ပြင်ဆင်ကြပါတယ်။စစ်သားတပေါင်းဟာရှေ့တန်းမှာဘလူးတွေကိုတိုက်ခိုက်ဖို့ထွက်ခွာသွားကြပါတယ်။တိုက်ပွဲပြင်းတဲ့နေချိန်မှာတော့ဘရာသာလီကဘလူးတွေရဲ့တိုက်ခိုက်မှုတွေကပုံမှန်မဟုတ်ပဲစနစ်တကျစုစည်းထားတယ်လို့မှတ်ချက်ချပါတယ်။ ူတို့ဟာစစ်တပ်ရဲ့လက်နက်တွေရဲ့အာဏာချက်တွေကိုသိနေသလိုဘလို့အမျိုးအစားတစ်ခုရင်းတွေကိုဘလို့အကောင်းဆုံးအသုံးပြုရမယ်ဆိုတာသိနေပုံရပါတယ်။ ်သူကလီယော်ဖုန်းကိုသူတို့ကိုတနေရာရာကနေပိုအားကောင်းတဲ့ဘလူးတကောင်ကကိုကဲနေနိုင်ချေရှိတယ်လို့အသိပေးပါရယ်လီယော်ဖုန်းကရေအောက်ကိုသွားရောက်ပြီးရှာဝေမယ်လို့ပြောပါရယ်သူက separate sender တွေကိုတင်မောပြအောင်တပိုင်းမှာဖြန့်ကျက်လိုက်ပါရယ်ဒါပေမဲ့တင်မောဒီစီလုံးနှိမ့်မြုပ်သွားပြီးတကင်အစင်းရှိရယ်ဘလူးလိုလူတီများတဲ့အလွန်ကြီးမားတဲ့ဘလူးတကောင်ကိုဖော်ထုတ်လိုက်ပါရယ်လီယော်ဖုန်းကအတန်တရားဝင်နေပါရယ်ဒီ line က hydra ကကိုကဲခဲ့တဲ့ line နဲ့ပိုကြည့်တဲ့အတွက်နောက်တက်ကိုကဲနေတဲ့ဘလူးတကောင်ရှိရမယ်လို့သူတန်တရားဝင်နေပါရယ်ဒါပေမဲ့လည်းသူကဒီဘလူးနဲ့တိုက်ပွဲဝင်ပါရယ်တိုက်ပွဲကခက်ခဲပေမဲ့သူ့ရဲ့တန်ကြားဝတ်ဆောင်အသင်းနဲ့လက်နက်အသစ်တွေကြောင့်အသာသီးရနေပါရယ် ်။ဘလူးကသူ့ကိုရေခဲနဲ့ဖမ်းချုပ်ပြီးတပ်ဖို့လုပ်တဲ့အခါမှာတော့သူ telekinetic ကဲလေးဘိုးဘော့ကိုပြစ်ချလိုက်ပါတယ်။ဘလူးကိုတက်လိုက်တဲ့အခါမှာတော့ကျန်တဲ့ blue line ကိုဖမ်းထားတဲ့အချုံနောင်ကိုချုပ်ပက်လိုက်ပြီးသူတို့ကလည်းကတင်ကလေးဖြစ်သွားကြပါတယ်။လေးမန့်ကလီယိုဖုန်းကိုချိန်မှုန်ပြီးဟုံကသူ့ကိုမျိုးတော်ရဲ့ inspector ခန့်လိုက်တာမှန်တယ်လို့ပြောပါတယ်။ဘာသာလီကလီယိုဖုန်းကို blue line ကကြီးမားပေမဲ့တမုတ်ရရတဲ့က blue အလုံးနဲ့ရှင်ပင်လယ်တက်ကရေတသက်လိုပဲလို့ပြောပါပါတယ်။သူဖန်နေခဲ့တဲ့ဘွားကိုပုံမကဝဲဖို့အတွက်ပုံမခိုင်မာတဲ့ဆန္ဒနဲ့အတူလီယိုဖုန်းက ရှီယောင်းယင်ကျိမှုအပြည့်စည်နံပါတ်9ရဲ့စံတမ်းမှုကိုဖြည့်သွင်းဖို့ပြင်ဆင်ပါတယ်။လီယိုဖိုးရဲ့မိသားစုကသူ့ကိုကံကောင်းပါစီလို့ဆုတောင်းပေးပါတယ်။သူဟာထားပြန်လို့အမိရတဲ့လူတယောက်နဲ့အတူစံတမ်းမှုဖြည့်သွင်းပေမဲ့တခြားစစ်စီတော်နဲ့ပူးပေါင်းဖို့တောင်းရောက်ပါတယ်။ ဟုံရဲရုံကန်ထဲမှာတော့ဟုံကရောင်ရောင်လို့ခေါ်တဲ့အဆောင်သုံးယောက်ထဲကတအုပ်ခေါ်ပါရီ။ထားပြန်းကလီယောဖုန်းကိုသူမရဲ့အလားအထူးသဖြင့်သူမရဲ့မျိုးလုံးနဲ့အကြောင်းမှတ်ချက်ချပြီးသူမဟာနတ်ဆိုးကိုမီရှို့သူလို့နာမည်ပြောင်းခေါ်ကန်ရတာထိုက်တန်တယ်လို့ပြောပါရီ။ရောင်ရောင်ကလင်းဘောအပျက်စီးတွေကပိုလုံုံနဲ့ Assyrian Civilization Ryan တွေကတကူဖြစ်ကြောင်းရှင်းပြပြီးအဖွဲ့ကိုခေါ်သွားပါရီ။ထားပြန်းကတခြား Ryan တွေအကြောင်းမေးတဲ့အခါမှာတော့သူမက Renier နံပါတ်1ဟာဘာမူရာဒရိတ်ကန်ထဲမှာရှိပြီးဘယ်သူမှမဝင်နိုင်တဲ့အတွက်ဘာတွေရှိတယ်ဆိုတာဘယ်သူမှမသိဘူးလို့ပြောပါရီ။ သူမကပါဝင်သူတဦးစီတိုင်ဟာထူကြားရဲ့လမ်းကြောင်းကိုရရှိမှဖြစ်ပြီးစိန်ခေါ်မှုကိုအနိုင်ရသူတွေကတော့ Black God Armor ပြင်စုတွေရရှိမယ်လို့ပြောပါတယ်သူမကရှီအောင်ရင်ချင်းမှုစာရေးသားမှုကိုဖတ်ရှုဖို့အတွက် translator တခုကိုပေးပြီး Ryan ရဲ့အပေါ်မှာစောက်ထားတဲ့လူသားအခြေတိုက် scan နဲ့ကိုခေါ်သွားပါတယ်။အခြေတိုက် scan တွင်းမှာတော့ Inspector Vladimir ကသူတို့နဲ့တွေ့ဆုံပြီးအမှန်တကယ် Ryan နဲ့ကိုခေါ်ဆောင်သွားပါတယ်။ Leopold ဟာဟုံကသူတို့ကိုအဓိကဌာနချုပ်ဟာပြည်ကြနေတဲ့အာဂါသာရင်နဲ့ပြုလုပ်ထားကြောင်းပြောပြခဲ့တာကိုပြန်သတိရပါတယ်။ တခြားအန်ဆိုင်ယန်စီဗီလီဇေးရှင်းရေရဲ့နေမှာရှိတဲ့နေရာတွေမှာလည်းအလားတူအကားသားယာဉ်တွေရှိတယ်လို့ဟုံကပြောခဲ့ပြီးအဲ့ဒါကဘာကိုဆိုလိုတယ်လို့ထင်လဲလို့မေးခဲ့ပါတယ်။ဟုံကသူတို့ရဲ့လူသားအစဉ်သက်မှတ်စနစ်တစ်ခုလုံးကပိုကြီးမားတဲ့ကလစီနဲ့ရှိရင်ဘာမှမဟုတ်နိုင်ပါဘူးလို့ရှင်းပြခဲ့ပါတယ်။ကဘာပေါ်မှာအင်အားကြီးဆုံးဖြစ်တဲ့သူ့ကိုယ်သူတော်မှာယဉ်ကျေးမှုကြီးများစွာရဲ့စီမံကိန်းကြီးမှာ အားနည်းသူတရားဖြစ်နိုင်ပါတယ်လို့ပြောခဲ့ပါတယ်။ စံတမ်းမှုစားတင်တဲ့အခါမှာတော့လီယော့ဖုန်းကသူ့ပတ်လည်မှာအလေးအောင်ဝိုင်းသွားတာကြောင့်ရှုပ်ထွေးသွားပါတယ်။သူက translator ကိုစစ်ဆေးလိုက်တဲ့အခါမှာတော့သူ့ကိုသတိပေးချက်ပြပါတယ်။ဂျိုသားပုံစံပြုံးနေကသူ့ကိုတိုက်ခိုက်လာပါတယ်။သူ့ရဲ့ flying plate တွေဟာပြုံးနေကိုမဖောက်နိုင်ပဲသူ့ကိုယင်ပတ်လိုက်ပါတယ်။ပြုံးနေကသူ့ကိုပြန်လှုပ်ပေးလိုက်ပြီးစုပ်ကွက်သွားတဲ့အခါမှာတော့ဘာဖြစ်ခဲ့လဲဆိုတာသိဖို့ translator ကိုအသုံးပြုဖို့ကြိုးစားပါတယ်။ ရေရဲကစလုံးတွေကိုဖလက်လိုက်တဲ့အခါမှာတော့သူ့ရဲ့ translator ကနှစ်ပေါင်း9000အတွင်းမဖွင့်ဘူးတဲ့။ Eli channel ကိုဝင်ရောက်ဖို့အတွက်သူ့ရဲ့အုံနောက်ဆွမ်းဟာလုံလောက်တဲ့ဆွမ်းအမြင်များတယ်လို့ပြောပါပါရယ်။သူ့ Eli channel တွေကိုပြန်တန်းဆင်းသွားပါရယ်။နေရံတွေကနေအနက်ရအနှစ်သားပြပြတွေရိုးသိမ်းထွက်လာပါရယ်။သူမသိလိုက်ပဲအဲ့ဒီအနှစ်သားပြပြတွေကလူသားပုံစံပုံရိပ်တွေအပြည့်ပြောင်းလဲသွားပြီးသူ့ကိုတိုက်ခိုက်ပါရယ်။ Leo phone ကပုံရိပ်တွေနဲ့စတင်တိုက်ခိုက်ပါရယ်။သူတို့ကသူ့ရဲ့အားနဲ့ပုံရပါမယ်သူတို့ရဲ့ခန္ဓာကိုယ်တွေကအနက်ရအနှစ်သားပြည့်တွေနဲ့ဖွဲ့စည်းထားတာမို့သူ့တိုင်ရပေးလိုက်တာအမြင်ပြန်လဲကုသားနိုင်ပါတယ် ပုံရိပ်တွေကအနှစ်သားပြည့်တွေကိုသုံးပြီးလီယောဖုန်းကိုပတ်ရိပ်လိုက်တဲ့အခါမှာတော့သူ့လူမြောက်ပြီးထွက်ပြေးသွားပါတယ်။ပုံရိပ်တွေကသူ့ကိုလိုက်လံဖမ်းသိမ်းနေပြီးအနှစ်သားပြည့်ကနေအေယာမပုံရိပ်တွေကိုဖြစ်ပေါ်လာတဲ့အထိပါပဲ။ သူက9တနာရင်းစီပါနေစနစ်ကိုသုံးပြီးအကြီးသားပုံရိပ်နဲ့စတင်တိုက်ခိုက်ပါတယ်။အဲ့ဒီပုံရိပ်တကောင်တတ်နိုင်ခဲ့ပေမဲ့ရေးရနယ်ကိုပြန်ဆောက်ယူသွားပါတယ်။သူကဒန်ယာရီနဲ့ထွက်ပြေးနေရင်သူတို့ဟာလီအောင်ထက်ပုံမြန်နေလို့မှတ်ချက်ကြပါတယ်။သူအပိုအကွာဝေးရလာတဲ့ခါမှာတော့ပုံရိပ်တွေကလိုက်တာကိုရက်လိုက်ပြီးမကောင်းတဲ့လက္ခဏာလိုရေးရရဲ့ကြမ်းမြင်တဲ့ကိုပြန်နေမြုပ်သွားကြပါတယ်။ဒီဘုံကအရှိမရှိနေတဲ့ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းကိုကိုရင်ဆိုင်နေရပါတယ်။အဆုံးသက်ရှိမရှိသူတွေးတော့နေတော့မှဖန်ကွက်လို့ကွဲထွက်သွားတယ်။ခီးဥတစ်ခုထဲမှာပိတ်မိသွားပါတယ်။ ရေဦးကသူ့ကိုအဖြူရောင်ကြီးတက်တက်ဖြစ်တဲ့လင်းတစင်းစီပို့လိုက်ပါတယ်။အဲ့ဒီမှာတော့သူ့ရဲ့ပုံစံတို့ဒါသိမောင်းများစွာတပိုင်နဲ့တည်းလှုပ်ရှားနေတာကိုသူမြင်လိုက်ရပါတယ်။သူတို့ရဲ့နေရာတွေကိုရှာဖွေဖို့ကြိုးစားနေတော့မှာပဲသူ့ရဲ့ပုံစံတို့တွေပြောက်ကွက်သွားပြီးသူလည်းကျူရဲကိုပြန်လည်ရောက်လာပါတယ်။သူကျူးရဲ့နေရံကိုထိလိုက်တဲ့အခါမှာတော့ဖန်ကွဲသလိုကွဲသွားပြီးသူရှိမှရှိတာတွေကအခုသူ့အောက်မှာရောက်သွားပါတယ်။သူလဲကျသွားပြီး glass တစ်ခုလုံးကိုဖျက်တမ်းပြန်တမ်းသွားပါတယ်။သူ့ရဲ့နှလုံး DNA နဲ့သွေးဆဲတွေကသူ့မျက်စိရှိမှ flash လိုက်ပါတယ်။သူက chrome ပုံစံမျိုးတွေပြန်ဝဲနေတဲ့ထူးသန်းတဲ့အခန်းတစ်ခုထဲကိုရောက်နေပါတယ်။ ရေရန်ကသူ့ကိုပိတ်လောင်ဖို့ကြိုးစားနေတယ်လို့သူယုံကြည်ပြီးထွက်ပြေးဖို့ကြိုးစားဖို့အတွက်သူ့ရဲ့ဓာရီကနေလုံဖို့တခုကိုဖန်တီးလိုက်ပါတယ်။သူ့ရဲ့ဓာရီကနေရန်ကိုမချင်းမိတဲ့အခါစမ်းသပ်မှုစတဲ့ပြင်ဖြစ်ကြောင်းပြောခံရပါတယ်။အခန်းတခုလုံးစာရေးသားမှုအမျိုးမျိုးနဲ့လင်းလာပြီး translator က Master Ingraver ကရေးသားထားတာလို့ပြောပါတယ်။ ဘယ်ရီကိုဖြည့်ရှင်းဖို့အတွက်သုံးတဲ့အချိန်ရမယ်လို့သူကပြောပြပါရီမဟုတ်ရင်တော့သူကြုံမှာပါဒါပေမဲ့လည်းဆောင်းဝဲဘဲစီမံခန့်ခွဲသူစစ်တီတော်တွေကလီယော့ဖုန်းဟာသုံးလအတွင်းပြန်မထွက်လာရင်တေပီလို့ယူဆမှာဖြစ်ပြီးဒါဟာသူ့ရဲ့ချေရသူတွေအတွက်ခက်ခဲနေမှာပါဒါအပြင်သူဒီလောက်အချိန်ကြာအောင်ပြောင်းနေရင်လီယော့ဖုန်းဟာသူ့မိသားစုကိုလက်သားချိန်မှုလုပ်နိုင်ပါရီလီယော့ဖုန်းလေ့ကျင့်နေတဲ့ပုံရိပ်ဆက်နဲ့တခြားစစ်တီတော်တွေအောင်မြင်တာဒါမှမဟုတ်ကြာကျုံတာတွေပြသနေချိန်မှာပဲသုံးလကုန်သွားပြီဖြစ်ပြီးထားပြန်ဟာနောက်ဆုံးထွက်လာသူဖြစ်ပါရီ ကျောင်းရောင်ကရလက်တွေကိုဟုံကအတိပေးတဲ့အခါဟုံကမထွက်လာသူတွေရဲ့မိသားစုတွေကိုအတိပေးဖို့ပြောပါရီ။ဒါပေမဲ့လီယိုဖုန်းရဲ့ကိစ္စကတော့သူတည်သွားပြီဆိုတာကိုရိုးရိုးလေးမယုံနိုင်တဲ့အတွက်ချွင်းချက်ထားလိုက်ပါရီ။လီယိုဖုန်းကသူ့ရဲ့ separate power တွေကိုတုံအားပေးလိုက်တဲ့အခါသူ့မျက်လုံးတွေကနေသွေးတွေစတင်ထွက်လာပေမဲ့သူဆက်လက်ထွက်ပြေးနိုင်ခြင်းမရှိတော့ပါဘူး။လီယိုဖုန်းရဲ့မိဘတွေကိုမာရှယ်ကလပ်ကလီယိုဖုန်းသိပြီလို့ခံမှန်းကြောင်းပြောပြပေမဲ့သူတို့ကအတိမပြုသေးပါဘူး။ကဲဒါလေးကတော့ Soul Lights ရဲ့အပိုင်းစနစ်ဖြစ်ပြီးတော့နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက် Subscribe လေးနှိပ်ပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါသေးတယ်။